အားလုံးမင်္ဂလာပါဒိန်နဲ့မယ် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့သုံးဆန်တိုင်းပဲပေါ့ဗျာဆိုတော့ Manchester United ကကျွန်တော်တို့ Brentford အင်္ဂလိပ်မှာပြီးရတဲ့နှစ်တည်းအတိုင်းပဲမနိုင်ဘူးပေါ့လေမနိုင်ဘူးပေါ့နော်ကျွန်တော်တို့ဒီမနိုင်တဲ့ပြင်ကိုကျွန်တော်တို့ရှုံးတယ်ပေါ့ရှုံးတဲ့နေရာမှာမှကျွန်တော်တို့တတော်ကိုရုပ်ပြက်ဆင်းပြက်ကျွန်တော်ရှုံးတယ်ဘာမှကျွန်တော်တို့မလုပ်နိုင်အောင်ရှုံးတယ်ခွေကျွန်တော်တို့ဒီပွဲမကြည့်ရဲ့ brother တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ data ပေါ့နော် data အချက်လက်တွေကျွန်တော်တို့ကြည့်လို့ရတယ် data အချက်လက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ ဝင်ထားပါတယ်ယူနိုက်တက်က expected goal မှာဆိုလို့ရှိရင်နှစ်ဂိုးကျော်လောက်ကြီးရနေတဲ့အခြေအနေမျိုးတကယ်တော့ကျွန်တော်အသိမကလည်းဆုံးနှစ်ဂိုးလောက်တော့ကျွန်တော်ရတဲ့အခြေအနေမျိုးပါဘလူးနိုကျွန်တော်ပနက်တီလွဲတယ်ဆိုတဲ့အချက်ပြီးလို့ရှိရင်ကျွန်တော်ဒီ MMO ပြေးထွက်သွားတဲ့အဲဒီအလုံးပေါ့လေအဲဒီလုံးမှာကျွန်တော်ဒီတကယ်လို့ပြန် MMO ကျွန်တော်လွတ်တယ်ဆိုလို့ရှိရင်အဲဒီကိုဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမလွတ်တော့ပနတီရတယ်ပနတီရတဲ့ဟာကိုဘလူးနိုကပါထပ်ပြီးကျွန်တော်လွဲတယ်ဆိုတော့တကူပဲကျွန်တော်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ ပထမဦးဆုံး Benjamin Shesko အတွက် debut goal ပါဆိုတော့ဒါကတော့သူ့အတွက်ကျွန်တော်ဝမ်းသာစရာပေါ့လေဆိုတော့ဒီပွဲကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲလူထုပ်ပုံကလူထုပ်ပုံကျွန်တော်အရင်ဆိုပေါ့နော်လူထုပ်ပုံအရင်မဆိုကျွန်တော်တို့ပုံမှန်ထွက်နေကြလူစည်းရဲ့အတိုင်းပဲအဲဒါပေမဲ့ဒီပွဲမှာကျွန်တော်တို့တော်တော်ကိုဆိုးတဲ့အချက်ကကျွန်တော် Brentford ရဲ့အားတာတဲ့အချက်တွေကိုကျွန်တော်တို့မပြင်းစင်လာဘူးလားပေါ့နော်မပြင်းစင်လာဘူးလား Brentford ဒီဘယ်လိုတင်းလဲဘယ်လိုကစားတယ် ဆိုတဲ့အချက်တွေဥပမာထားပါလို့ကျွန်တော်အသိဉာဏ်နဲ့တွေးပြီးဆိုလို့ရှိရင်ဘလို့ကစားတယ်လေသူတို့ဘလို့မျိုးတုံ့ပြန်တတ်တယ်လေဆိုတဲ့အရာရူဘင်အမ်ရင်ဂျားထဲမှာတပတ်လုံးချိန်ရှိတယ်မလုပ်လာဘူးလားပြောရမယ်ဆိုရင်အင်စာမလုပ်လာလို့ကျွန်တော်တို့ခံရတယ်စောင်းမိုးပွဲစောင်းမိုးပွဲကြာတယ်ဆိုတဲ့သဘောပဲဆိုတော့ကျွန်တော်တို့ဂျားထဲမှာကျွန်တော်အချိန်လုံလောက်တဲ့အချိန်ရှိတယ်အဲ့အချိန်မှာကျွန်တော်တို့အင်စာလုပ်လို့ရတယ်အင်စာလုံးမလာတော့ကျွန်တော်ဆီယမ်မိုက်ရိုက်တာခံရတယ်ဆိုတဲ့ပုံစံမျိုးပဲအခုလက်ရှိကျွန်တော် brand food ကျွန်တော်တို့ကောင်းကောင်းဆုံးမှလာကျွန်တော်ခံလိုက်ရတယ်ဆိုတော့ ဘရန်ဖို့ကျွန်တော်တို့ရသွားတဲ့ဂိုးတွေကိုကျွန်တော်ကြည့်ပါပထမဦးဆုံးကိုဒါဒီကျွန်တော်ဒီမကွမ်းရရဲ့အားနေချက်ဒါအပြင်ကျွန်တော်ဒီပြိုင်ဘက်ကဒီဘယ်လိုပြောရမလဲ transition ပေါ့နော် transition direct play ရနေပြီကျွန်တော်လာတယ်ဆိုတော့မကွမ်းရရဲ့ကျွန်တော်လူကျွန်ထောင်ချောက်ကကျွန်တော်တို့သိရတဲ့အတိုင်းပဲပြီးခဲ့တဲ့ရာသီတဲ့ကျွန်တော်မြင်ထားဘူးပြီးသားမကွမ်းရရဲ့လူကျွန်ထောင်ချောက်ကဘလောက်ထိ agility နိုင်လဲဆိုတာကျွန်တော်မြင်ထားဘူးပြီးသားအခုလက်ကြည့်ကျွန်တော်ဒီလူကျွန်သားကြောင့်ဖမ်းလာတယ်ဆရာသမားလုံးဝကျွန်တော် body ရော နောက်ပြီးရှင်6ကိုအားလုံးကွက်တည်ပဲပြောနေကြမလို့ကြည်တာနဲ့ကျွန်တော်တန်းတည်ရပြီအဲ့တော့အဲ့လိုပုံစံဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လူမကြုံလူမကြုံတော့လွတ်ထွက်သွားတယ်လွတ်ထွက်သွားတော့ကျွန်တော်တို့ကိုပေးလိုက်ရတယ်ဆိုတော့နောက်ထပ်တစ်လုံးနောက်ထပ်တစ်လုံးကကျတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲကျွန်တော်တို့ရှေ့မှာဒီဘယ်လိုပြော position ကျွန်တော်ပြတ်တယ်ပြတ်တော့ကျွန်တော်ချက်ချင်းလောင်းဘောကနေပြီးတော့အဲ့ကောင်ပဲကျွန်တော်တို့ဒီတရာကိုအီဂိုတရာကိုဆွဲကောင်ပဲသူပဲကျွန်တော်တို့ဒီ delete ကျွန်တော်ဘေးမှာကတ်နေတယ်အဲ့လိုကတ်နေတဲ့အခြေအနေမျိုးမှာတောင်မှကျွန်တော်တို့ဒီဘောလုံးကို ဒီကစားသမားကကျွန်တော်ခေါင်းတိုက်သွားတာမဟုတ်ဘူးရေဘက်ကလေးနဲ့အတားလေးထိမ့်ပြီးတော့ဘေးကကျွန်တော်တို့ဒီကေဗင်ရှားတာကိုကျွန်တော်ချပေးလိုက်တဲ့အချိန်တွင်မျိုးကဘလောက်တောင်ကျွန်တော်တို့ဒီပေါ်တော့ဂျူဝဲပိုင်းနေမှာအားနေလိုက်တယ်ဒီလေးကျွန်တော်ရှိပွဲမှာတော်တော်ကောင်းတယ်ဒါပေမဲ့ဒီပွဲဒီလေးလွယ်ချက်ကြီးအများကြီးဒီလေးမှမဟုတ်ဘူးကျွန်တော်ကစားသမားအများကြီးကျွန်တော်လွယ်ချက်ကြီးလူလျှောလေးလွယ်ချက်ရှိရယ်နော်ပြီးလို့ရှိရင်မခွိုင်းရလေးလွယ်ချက်ရှိရယ်အကုန်လုံးကျွန်တော်လွယ်ချက်ရှိတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲဒီလေးတော်တော်ကောင်းဒီပွဲဒီလေးတော်တော်စုပ်တယ်ကျွန်တော်ပြောအဲ့လိုပြောရမှာပဲဆိုတော့ကေမီရှာတော့ကျွန်တော်ချပေးတယ်ဆိုတော့ ကမရှာကကျွန်တော်တို့ကန်နေ rebound ဖြစ်တယ်ကိုသမားနဲ့ဒီဒီနေရာမှာကျွန်တော်တို့ဒီ ego dia ကိုကျွန်တော်တို့ကိုးသွင်းတယ်နှစ်ကိုးသွင်းသွားတယ်ဆိုတော့တကယ်လို့ညာကျွန်တော်တို့ဒီဘောနော်ဘယင်နာကကျွန်တော်ပြောရမယ်ဆိုတော့ဒီပွဲမှာเนาะ hero ဒါမှမဟုတ်ကျွန်တော်0လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့ဆိုတော့ hero ဖြစ်တဲ့အချက်ကကျွန်တော်တို့ပထမဘိုင်းမှာတင်ပထမဘိုင်းမှာတင်ဒီဘောနော်ကျွန်တော်တို့ဒီ 3C 4C တွေကျွန်တော်ဖြစ်သွားနိုင်တဲ့အလုံးတွေကိုဘယင်နာကန်အာဒီဘောနော်ကျွန်တော်ဒီကာဝယ်ခဲ့တာမနေဘူးတော်တော်ကောင်းတာဘယင်နာ ဒါပေမဲ့ဒုတိယပိုင်းကျွန်တော်တို့ဒီဘာလို့အသင်းကကျွန်တော်တို့2-1တွားနေတယ်2-1ဆိုတဲ့အနေထားမှာပနတီချော်သွားတယ်โอเคအဲ့2-1ကို2-2ဖြစ်အောင်ကျွန်တော်တို့အသင်းဘက်ကကျိုးပန်းနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ transition ကောင်းလာတစ်ခုရတယ်အဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဘယင်းသားစီကိုကျွန်တော်တို့တက်တက်လာတဲ့အလုံးဒီပေါ့နော်ဒါဘယင်းသားကိုလည်းအပြစ်ပြောလို့တော့မရအောင်ဒီဒီဒီကန်ချက်ကကျွန်တော်တို့အမှန်တမ်းပြောလို့ရှိရင်ဒီဘလိုပဲဖြစ်ဖြစ်သူခွင့်ပြုရမယ့်အခြေအနေမျိုးတော့ဖြစ်သွားပြီပေါ့နော်ဆိုတော့ဘယင်းသားစီကျွန်တော်တက်တက်လာတယ်တက်တက်လာတဲ့အလုံးကြမှာဆရာသမားကမပုတ်တော့ဆိုတော့3-1ကျွန်တော်ဖြစ်သွားတယ်ဂိမ်းက over ဖြစ်သွားရတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တဲ့သဘောက Brentford ဒီလိုပဲကစားမှာကျွန်တော်ခန်းစစ်တီကျွန်တော်ပိတ်မယ်ပိတ်ပြီးတော့ကျွန်တော်ဒီအဓိကကျွန်တော်ဒီပေါ့နော်ဒီတောင်ပန်တွေကနေပြီးတော့သူတို့အားပြုပြီးတော့ direct play တွေ transition တွေကောင်းတာတွေဒါတွေကိုပဲသူတို့အားပြုမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့လုံးဝမကိုင်းနေနိုင်ဘူးလုံးဝမကိုင်းနေနိုင်ဘူးဆိုတော့ မကွားရားကိုကျွန်တော်တို့ပြီးမကွားရားပြီးခဲ့တဲ့ပွဲမှာတော်တော်လေးကောင်းခဲ့တယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ဖြစ်နေတဲ့သဘောတရားကဒီလောက်ထိကျွန်တော်ဝင်းနေမှာ agility အရန်ကောင်းပါလေဆိုရယ်ကမရှင်နာတို့ကျွန်တော်ရှိနေတဲ့အခြေအနေမျိုးမှာဘာကြောင့်များကျွန်တော်တို့ဒီပေါ့နော်ဟိုဘယ်လိုပြောရမလဲဒီလိကောင်းပြီးခဲ့တဲ့ပွဲမှာကောင်းတာမှန်ဒါပေမဲ့ central center back မှာကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော် area US by အတွက်ကျွန်တော်မကွားရားကိုထည့်ထားရယ်ဆိုပေမဲ့တကယ်တကယ်တမ်းကျအလုံးမဖြစ်ဘူး brother တို့ကျွန်တော်ဒီဥမာထားပါလို့ set piece တရားနေကျွန်တော်လောင်း throw တွေကျွန်တော်ဝင်လာတဲ့အခြေအနေမျိုးမှာကိုအသင်းကခေါင်းဦးတာဘာနဲ့ချင်းရှိလဲ ဖန်တန်ဂျင်းမှာကျွန်တော်မရှိဘူးအဲ့လိုပဲကျွန်တော်တို့ဒီ set piece ဘိုင်းမှာလည်းကျွန်တော် defending ဘိုင်းမှာလည်းတော်တော်ညံ့တယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီ wing တွေကလည်းကျွန်တော်လာတဲ့အလုံးတွေကိုလည်းဘလုံးကကျွန်တော် shut down မလုပ်နိုင်ကျွန်တော် wing back တွေလည်းညံ့တယ်လို့ဒီ site တွေမှာကစားတဲ့ RCB RCB အကုန်ညံ့ဆိုတော့ကျွန်တော် goal တွေခွင့်ပြုရတာနဲ့တောင်နေသေးရလို့ကျွန်တော်ပြောရမှာဆိုတော့ Emirates တော့တော်တော်လေးကျွန်တော်ဒီပါနော် share ဆရာပါဘာလို့ဆိုတော့ကျွန်တော်တို့ရှိမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ Emirates ဒီဘယ်တုန်းကမှ EPL မှာနှစ်ပွဲဆက်သူမနိုင်ဘူးပါဆိုတော့အခုလက်ရှိသူ့ဆန်ကျင်ကိုသူထိန်းသွားတဲ့အခြေအနေမျိုးပါဆိုတော့ EPL မှာကျွန်တော်တို့ဒီ Chelsea နဲ့ပွဲမှာကျွန်တော်တို့ကမောက်ကမောက်လေးဖြစ်ပြီးတော့နိုင်ခဲ့တယ်ဒီပွဲမှာတော့ကျွန်တော်တို့တုံးစံတိုင်းကျွန်တော်ပုံမှန်တိုင်းခြေစွမ်းပြပြီးတော့ရှုံးရှုံးရှုံးမြဲရှုံးစဲဆိုတဲ့အခြေအနေမျိုးပါမယ်ဆိုတော့ EPL မှာကျွန်တော်နှစ်ပွဲဆက်မနိုင်ဘူးဆိုတဲ့အဲဒီစံချိန်ကိုတော့ဒီ Ruben Amorim တို့ကကျွန်တော်လက်ထဲမှာကင်ထားတော့မယ်တော်တော်လေးကျွန်တော်တို့ဒီအသင်းရဲ့ momentum တိဆောက်မယ်ပါညာပြောနေပြီမဲ့ဒီပုံစံနဲ့ဆက်လို့ဘာ momentum မှကျွန်တော်မရဆိုတော့ ဘိုင်းဆက်ပြန်တော့ကျွန်တော်ကြည့်ရမယ်ဒီပြအပြောင်းလဲဒီဘိုင်းတော့ကျွန်တော်မပြောချင်ဘူးဒီပွဲမှာကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးပဲပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီပြအပြောင်းလဲဒီဘိုင်းကျွန်တော်မပြောချင်ဒီပွဲမှာကျွန်တော်လိုအပ်ချက်ကတော်တော်ကြီးကျွန်တော်ကြီးမားခဲ့တယ်နေရာစုံမှာကျွန်တော်လိုအပ်ချက်ရှိတယ်အကုန်ကျွန်တော်တိုင်ပတ်တယ်ခံစစ်ကိုရင်ကျွန်တော်ပြပြောလို့မရဘူးเนาะကိုယ်တမလည်းကျွန်တော်ဒီတိုင်းနာတစ်ခုဒီကောင်းခဲ့တယ်ပထမပိုင်းကောင်းတယ်ဒုတိယပိုင်းသူလည်းလွဲတာပဲเนาะခံစစ်ဆိုလို့ရှိရင်လည်းဒီလိုပဲလွဲတာပဲကိုင်းလေမှာဆိုလို့ရှိရင်လည်းအလောက်တိကျွန်တော်လုံးဝအလုံးမဖြစ်ဘူးဘရူနိုတို့လည်းစောက်လွဲကျွန်တော်လောက်တာပဲတော့ ဒါလို့လည်းမကောင်းဘူးပက်ထရစ်တိုကူလည်းဘောလုံးကြီးကျွန်တော်တို့လွဲတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ attacking midfield မှာဆိုလို့ရှိရင်လည်း Ambu မိုလည်းအဆင်မပြေဘူး Matthias Cunha လည်းအဆင်မပြေဘူး Benjamin Shears ကို900ရတယ်ကောကောင်းလေးတော့တယ်ဆိုတော့ဒီလောက်ပဲကျွန်တော်တို့ပြောလို့ရတယ်အဲ့ထက်ကျွန်တော်တို့ဘာမှပြောစရာဘာ point တော့မရှိဘူးလူစားလေးတွေကျွန်တော်တိုက်စစ်တွေမြင့်နေเนาะခံစစ်တွေကျွန်တော်ထုတ်တယ်တိုက်စစ်တွေမြင့်နေအလုံးမဖြစ်ဘူးဘာလို့ဆိုတော့ကျွန်တော်ပိတ်လိုက်ပြီပိတ်လိုက်တဲ့အနေအထားမှာကျွန်တော်တိုက်စစ်တွေတိုက်စစ်တွေတိုက်စစ်တွေတော့ကြောက်သွားနေတယ်ကောင်းတော့လုံးပေါက်လာတယ်ကျွန်တော်3-1 game က shutdown ဖြစ်သွားခြင်းနေမျိုးဆိုတော့တော်တော်လေးရှက်စရာလူပြန်အမြတ် ဆိုတော့ဘယ်လိုဆက်လာမလဲတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမယ်။ Amrin ပြောတဲ့ momentum ဆိုတဲ့အရာကတော့အဝေးကြီးပါเนาะဒီပုံစံနဲ့ကတော့ကျွန်တော်အဝေးကြီးပါပဲ။ဆိုတော့သူ့ရဲ့ကျွန်တော်ဒီစံချိန်ဖြစ်တဲ့နှစ်ပွဲဆက်မနိုင်ဘူးဆိုတဲ့စံချိန်ကိုတော့ဆက်ပြီးတော့ထိန်းသွားတော့မယ်။ဆိုတော့ brother တို့ကဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ။ကိုမဟောင်ကရောဆွေးနွေးပေးတာလို့ရပါတယ်။တော်တော်လေးစိတ်ပျက်စရာကောင်းခဲ့မယ့်ပွဲဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။